ခေတ်သစ်ဒီမိုကရေစီစနစ်ဆိုတာဘာဖြစ်လို့ပေါ်လာတာလဲဆိုတော့ဒီ everything fuck ဆိုတဲ့စာအုပ်ထဲမှာသူရေးထားဘာကြောင့်ပေါ်လာတာလဲဆိုရင်သူ့ရဲ့ဒီဆိုင်ဆရာရဲ့အဘော်ကကိုကိုကိုကာကွယ်ဖို့ကိုကိုကိုကာကွယ်ဖို့အတွက်ခေတ်သစ်ဒီမိုကရေစီစနစ်ဆိုတာပေါ်လာခဲ့တာအမှန်မှမခွဲခြားတတ်ဘူးလို့ယူဆကြရင်းနဲ့ကျွန်တော်တို့ခေတ်သစ်ဒီမိုကရေစီစနစ်ပေါ်ခဲ့တယ် ဲ့ဒီဒီမိုကရေစီဆိုတာကကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ကိုယ့်ကိုယ်ကိုအာကာကွယ်ဖို့အတွက်ဒီလူတဦးတယောက်ရဲ့လက်ထဲကို အာဏာထည့်မပေးရအောင်လို့ဒီဒီမိုကရေစီစနစ်ဆိုတာတည်ထွင်ခဲ့တာဒီမိုကရေစီဆိုတာလူတဦးတယောက်ပုဂ္ဂိုလ်တဦးတယောက်ထဲရဲ့လက်ထဲမှာအာဏာမတည်ပါဘူးဒီမိုကရေစီဆိုတာဒီစာအုပ်ထဲကပြောတဲ့စကားအရဆိုရင် ဒီမိုကရေစီဆိုတာလူပုဂ္ဂိုလ်တဦးတယောက်ချစ်လို့ပဲဖြစ်ဖြစ်မချစ်လို့ပဲဖြစ်ဖြစ်ဒီမိုကရေစီဆိုတာလူတဦးတယောက်ရဲ့လက်ထဲမှာအာဏာမတည်ဘူးပြောချင်တာကလူတဦးတယောက်ရဲ့လက်ထဲမှာအာဏာမတည်အောင်လို့မလို့ကျွန်တော်တို့ခေတ်သစ်ဒီမိုကရေစီစနစ်ဆိုတာပေါ်လာတာဒီစာအုပ်ထဲကကောက်နှုတ်ချက်လေးပေါ့နိုင်ငံရေးဆိုတာအင်မတန်အပေးယူများတယ်တဲ့မှန်ပါလား နိုင်ငံရေးဆိုတာအင်မတန်အပေးယူများတယ်။ဒါကြောင့်လဲဒီမိုကရေစီစနစ်ဟာအကောင်ဆုံးဖြစ်နေတာ။ဘာဖြစ်လို့လဲဆိုတော့အပေးအယူရှိတယ်ဆိုတာအမှန်တိုင်းတက်တဲ့ဝန်ခံတာလည်းပဲဒီမိုကရေစီစနစ်တခုတည်းရှိတာမဟုတ်ဘူး။အာနာဆိုတဲ့အရာကလေးဆန်တဲ့ချစားနေတဲ့လူတွေကိုဆွဲဆောင်တတ်တယ်ဆိုတာကို ဒီမိုကရေစီစနစ်ကသဘောပေါက်တယ်။ဒါကြောင့်ဒီမိုကရေစီစနစ်ထဲကို လူကြီးဆန်တဲ့တိုက်ခါတရားတွေထည့်သွင်းပြီးပြိုလဲမသွားအောင်ထိန်းထားတယ်